ားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ပေါက်ပန်း40 channel ကကြိုဆိုလိုက်ပါတယ်နော်ဒီတစ်ခါမှာဖြစ်ရမှန်တရေဇလန်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင့်ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါဦးနော် ံပါတ်3ည99ညနေပိုင်းမိုးအေးနေတဲ့နေ့တနေ့မှာတူးတူးနဲ့တူးတငယ်ချင်းမိုးမိုးတို့ကသချင်းကြားနေကြတယ်။အဲ့အချိန်မှာတူးတူးရဲ့ဖုန်းကမမြင်ဘူးတဲ့နံပါတ်တစ်ခုကနေ ဖုန်းတန်နဲ့ကြားအောင်တီးလာတယ်။3ည99444 117တူးတူးကဖုန်းကင်လိုက်တယ်။ဟယ်လိုဘသူလဲ?သူဆိုပြီးပြန်မရှိ တခြားဘက်ကနေတော့မရှိဘူးတခုပဲကြားတယ်နာနာ ဆိုတဲ့အတန်သူကထင်လိုက်တယ်တယ်လီဖုန်းစိတ်တော်မကောင်းလို့ပါလိမ့်မယ်ဒါပေမဲ့တက်ကမေးတယ်ဟေ့မင်းဖုန်းအော်တာကဘယ်နံပါတ်တယ်ဆိုပြီးစစ်ကြည့်ပါတော့တူတူစစ်တော့ဖုန်းနံပါတ်အောက်မှာစာသားနေရောင်နဲ့ unknown dead call လို့ရေးထားတယ်တူတူကလန့်သွားတယ်သူတို့နှစ်ယောက်စုံစမ်းဖို့ဆိုင်ကယ်စီးပြီးတူတူအိမ်သွားတယ်အိမ်ရောက်တော့တူတူမိဘတွေပြောတဲ့စကားကြောင့်တုံ့လုံနေကြတယ် မူးမူးမနိညကနေမတည်ဘူးလားနင်းတငယ်ချင်းတူတူမတော်တဆနဲ့မီးလောင်ပြီးတည်သွားတာမူးမူးကတုံသွားတယ်သူကနားလေလာတယ်တူတူနဲ့အတူတူနေရသူတချင်းနားထောင်သူက သူ့ကိုယ်သူသာမဟုတ်ပဲတေပြီးသားတူတူရဲ့ဝိညာဉ်တစ်ခုဖြစ်နေခဲ့တာနောက်ညပိုင်းမှာမူးမူးရဲ့ဖုံးကပါတူတူတန်တီးလာတယ်သူညကိုကို444 မိုးမိုးကမကင်တော့ဘူးအဲ့အချိန်မှာပဲဖုန်း screen ပေါ်မှာတူတူရဲ့ပုံနဲ့အတူ စာသားတစ်ကြောင်တောက်ပလာတဲ့နင်းစီကိုလာနေပြီးဖုန်းပိတ်လိုက်တဲ့အခိုက်မှာမိုးမိုးနောက်ကနေတယောက်ယောက်ကခုံလာတယ်ဖုန်းကမြည်နေတဲ့အတန်ကပြန်တိတ်သွားတယ်နောက်တစ်နေ့အိမ်ကြီးချင်းတွေပြောတယ်မိုးမိုးအိမ်ထဲမှာတချင်းတန်နဲ့တူတူတည်နေခဲ့တယ်ဖုန်းနံပါတ်ကတော့မရှိတော့ပါ